ဇလန်းဆောင်မှာတော့ဘန်နီယာစိတ်ကန်းတစ်ခုကိုရောက်နေပြီးခွက်တက်ဆိုတဲ့သွေးဆိုးမှုကမိတ်ဆွေအောင်တယောက်ကိုတွားနှုတ်ဆက်နေပါတယ်။ခွက်တက်ကဘန်နီကိုအသက်ရှင်နေမြင်လိုက်ရတာကြောင့်မယုံနိုင်ဖြစ်နေပြီးဘန်နီယာခွက်တက်ရဲ့ဆိုရန်တို့ရဲ့အဖိုးကြီးရဲ့တောရောက်ပေါင်းပြီးသူ့ကိုတက်ခဲ့တဲ့အကြောင်းပြန်ပြောပြနေပါတယ်။ခွင်တရတော့ဟုတ်လားဒါဆိုရင်နေုံကတော့နောက်တစ်ချိန်ထပ်ပြီးတက်ပြရတာပေါ့လို့ပြောနေပြီဘန်နီကတော့အဖိုးကြီးဟာအခုမှလဲဆိုပြီးမေးလိုက်ပါတယ်ခွင်တရကဘန်နီမေးတာကိုခရုမဆိုင်ပဲသူ့လူတွေကိုခေါ်လိုက်ပြီးဘန်နီကတော့စကားကြတာပြောမနေတော့ပဲခွင်တနဲ့သူ့အပေါင်းပါတဲ့အကုန်လုံးကိုကိစ္စတုံးမေးလိုက်ပါတယ် ဒင်းမက်ဆန်ကတော့ကဲဗင်ကိုအသက်ဆက်လိုက်ရှာနေကြပြီးကဲဗင်ကကက်တုနဲ့အခမ်းအနားခဲ့တယ်လို့အကွက်ဆင်သွားခဲ့တာကြောင့်ဒင်းမက်ဆန်လည်းလှည့်စားခံရရတာကိုသိသွားကဒေါသထွက်နေကြပါတယ်။ဆန်ကတော့အဲ့ဒါကမင်းသူ့အမေကိုတပ်ဖို့လုပ်ခဲ့တာကြောင့်ကဲဗင်ကထွက်ပြေးနေရလို့ပြောလိုက်ပြီးဒင်းကလည်းသူ့ဟာခရော်လီကိုတပ်ဖို့လုပ်တာပါလို့ပြောနေကညီကုံတယောက်စကားများနေကြပါတယ်။အဲ့အချိန်မှာဒင်းစီကိုဖုန်းဝင်လာကြောင်းဒင်းလည်းအပြေထွက်သွားလိုက်ပြီးဖုန်းဆက်တဲ့သူဟာအခြားသူမဟုတ်ဘဲဒရာဘလက်ဘွားနဲ့ဘန်နီဖြစ်နေကဒင်းကိုအကူအညီလန်တောင်းနေပါတယ်။ ဒါကြောင့်ဒင်းဟာမိတ်ဆွေတယောက်ကိုကူညီဖို့တော်ရအောင်မယ်လို့ဆန်အောင်ပြောလိုက်ပြီးဆန်ကတော့သူ့ကိုမကော်တာကြောင့်ဒင်းကိုဘာလို့နေရလဲလို့မေးနေကဒင်းကတော့ဆန်ပြောတာကိုဂယူမဆိုင်ပဲအင်ပါလာကိုမောင်းထွက်သွားပါတယ်လမ်းမှာတော့ဒင်းဟာသူ့နဲ့ဗန်နီတို့ရဲ့ကြီးစိုးတဲ့စေပုံလေးဟာမကောင်းဆိုးဝိုင်းနေဆိုင်ခဲ့ရတာကိုပြန်ပြီးအမှတ်ရနေပါတယ်။ဆန်ကလည်းကယ်ဗင်နဲ့ပတ်သက်တာတွေကိုရှာနေပြီးလမ်းကြုံအမလီယာနဲ့ပတ်သက်တာတွေကိုပါပြန်ပြီးရှာကြည့်နေပါတယ်။အဲ့ဒီအချိန်မှာအတန်တစ်ခုကိုကြားလိုက်ရအောင်ဆန်လည်းတော့ကြည့်လိုက်ပြီးလေဆုပ်ဆက်ပြက်နေတာကိုမြင်လိုက်ရအောင်လူငယ်တဲ့နေ့တုန်းကအဖြစ်ပြက်တည်းရလေခေါင်းထဲမှာပြန်ပြီးပေါ်လာပါတယ်။ ဆန်ဟာမော်တယ်ပိုင်ရှင်ကောင်လေးနဲ့စကားပြောနေပြီးမော်တယ်ရဲ့အဲကွန်ကပြက်နေရကြောင်းပြင်ပေးဖို့အတွက်လုပ်နေတာပိုင်ရှင်ကောင်လေးကလည်းဆန်ကိုပစ္စည်းရပြင်တက်လို့ရှိရင်သူ့ရဲ့မော်တယ်မှာအလုပ်လုပ်ပါလားဆိုပြီးကမ်းလာလိုက်ပါတယ်လက်ရှိအချိန်မှာတော့ဒင်းဟာဘန်နီရှိရဲ့စိတ်ကဲဆူရောနေပြီးဘန်နီရဲ့ကားကိုတွေ့လာကြောင်းကားထဲကနေသွေးတချို့ယူလိုက်ကဘန်နီကိုလိုက်ရှာနေပါတယ်တနေ့ရမှာတော့ဒိုင်ယာဘလက်ဘွားနဲ့လဲကြနေတဲ့ဘန်နီကိုတွေ့လိုက်ရပြီးကုသဖို့အတွက်မော်တယ်တခုကိုခေါ်သွားလိုက်ပါတယ်သွေးဆိုးဖို့ကဖြစ်တဲ့ဘန်ဒီကတော့သွေးတော့လိုက်ပြီးခဏလာယူလိုက်တာကြောင့်မကြခင်မှာပဲအကောင်းလိုက်တဲ့ဖြစ်သွားအောင်ဒင်းကလည်းဒဟာချက်မြင်တဲ့ဘန်ဒီကိုအံ့ဩနေရပါတယ် ဘန်နီယာအလုံးပြန်ကောင်းသွားတယ်ထထသွားဘူးလို့နေရာကြောင်းဒင်းရတားလိုက်ပြီးဘာတွေဖြစ်နေရလဲလို့မေးလိုက်ကကျေကျေသင်းပုံကအဖြစ်ပြက်တချို့ကိုပြန်ပြီးမြင်အောင်လာပါတယ်ကျေကျေသင်းပုံထဲမှာဒင်းနဲ့ဘန်နီယာမကောင်းဆိုးဝါးတွေကိုရှင်းနေကြပြီးကက်စီယံရောက်လာကြအောင်အပြေအပြေထွက်ဖို့အကြောင်းကိုတော့တော့တိုင်ပင်နေကြတာပဲဖြစ်ပါတယ်လက်ရှိအချိန်မှာတော့ဒင်းဟာဘာလို့မျိုးတူချက်ချင်းပြန်ပြီးတက်နေရလဲလို့ဘန်နီကိုမေးလိုက်ပြီးဘန်နီကလည်းသူ့အခုတက်လိုက်တယ်ကွန်တန်ဆိုတဲ့ကောင်ရဲ့ဆိုရန်တိုဆိုတဲ့ကောင်ရဲ့သူ့ကိုသူ့ဆုပ်ဖို့ကောင်ဖျောက်အောင်ပြောင်းခဲ့တယ်အဖိုးကြီးရဲ့ဟာသူ့ကိုတက်ခဲ့တာကြောင့်သူဟာပြန်ပြီးလက်စားချီတာပဲလို့ပြောပြလိုက်ပါတယ် အဲ့ဒီအချိန်မှာဒင်းရ printing ကျုံလို့ပါတယ်ဆာရုပ်ကိုတွေးသွားအောင်ဘန်နီကိုမြင်ကြည့်လိုက်ပြီးဘန်နီကလည်းသူတိကျောင်းပြလိုက်ခါ printing ကျုံကိုသွားဖို့အတွက်စီစဉ်လိုက်ကြပါတယ်တဖက်ကဆရာတော်အတိတ်ကအကြောင်းနေရခေါင်းထဲမှာပြန်မြောင်နေစေဖြစ်ပြီးမော်တယ်မှာဆက်ပင်ဆရာလုပ်နေကအခန်းတစ်ခန်းမှာရေပိုက်ပြင်မှုအကြောင်းဖန်လာပါတယ်ဒီလိုနဲ့ဆန်တယောက်လည်းရေပိုက်ပြင်နေပြီးအခန်းပိုင်ဆရာပြောင်းလာကအခြားသူမဟုတ်ပဲအဲ့တူကအမလီယာဖြစ်နေပါတယ်အမလီယာဆန်ကိုသူ့အခန်းကိုဖောက်ဝင်လာလို့ထင်နေကရန်ရှာနေပြီးဆန်ကလည်းသူ့ဟာရေပိုက်လာပြင်လာဆိုတာကိုအသက်သက်ရှင်းပြနေရပါတယ် ဲ့ဒီအချိန်မှာဒိမ်းနဲ့ဗန်နီတို့ကတော့ပရင်တစ်ဂျွန်စီကိုအင်ပါလာနဲ့ခီးဆက်လာကြပြီးဒင်းရဟိုကောင်းနေရဘာဖြစ်လို့မင်းတို့တက်လိုက်တာလဲလို့မင်းနေကဗန်နီကလည်းသူ့ဟာအမိတ်တိုင်းမလုပ်မိပဲတမောတစည်းပေါ်ကအန်ဒရီယာဆိုတဲ့ကော်မတီကိုတနာပြီးကေတင်လိုက်မိကနှစ်ယောက်တူတူထွက်ပြေးကြပြီးဘွားတစ်တခုထွန်ခဲ့ရာကြောင့်တော့ပြောပြလိုက်ပါတယ်ဒေးရလေအဲ့ကောင်မလေးရောအသက်ရှင်သွားတာလို့မေးလိုက်ပြီးဘန်နီယာသူ့အရှိမာတင်အန်ဒရီယာလည်းရဲစက်စက်အသက်ခံရရလို့ပြန်ပြောပြလိုက်ပါတယ်ဒီလိုနဲ့ဒေးနဲ့ဘန်နီလည်းပရင်တစ်ဂျိုးပေါ်ရောက်လာကြပြီးအဖိုးကြီးရဲ့ဆိုင်ရင်လေးကိုဝင်ကလူစုခွဲလိုက်ကြပါတယ် ဆိုင်ထဲမှာဗန်နီယာအမျိုးသမီးတောက်ကဓပုံကိုတွေ့လိုက်ရအောင်အဲ့ဟောနေပြီအပေါ်ကနေအမျိုးသမီးတယောက်ဆင်းလာကအဲ့လူဟာအခြားသူမဟုတ်ပဲအန်ဒရီယာဖြစ်နေပါတယ်ဗန်နီလည်းသူ့ရှိမှရင်တင်သွားတယ်အန်ဒရီယာကိုအရှင်းလက်ကြီးမြင်လိုက်ရအောင်နားမလည်ဖြစ်နေပြီမကြခင်ပဲတခြားသူစုပုတ်ကောင်တွေရောက်လာပြီဗန်နီကိုဖမ်းလိုက်ကြပါတယ်ဒဲရတော့ဗန်နီအဖက်ခံလိုက်ရတာကိုတနေရာနေချောက်ကြည့်နေပြီဗန်နီကိုပြန်ကဲဖို့အတွက်တုံးနေခါခဏနေတော့ဆန်စီကနေဖုန်းဝင်လာပါတယ်ဒါမဲ့ဒဲရဖုန်းကိုမကိုင်မဲထားလိုက်ပြီဗန်နီကိုပြန်ကဲဖို့အတွက်သာလုံးပန်းနေပါတယ် ဆန်ကလည်းဒေဖို့မကင်တာကြောင့်စိတ်ပြက်နေပြီးအမလီယာနဲ့ရေပိုက်ပြင်းနဲ့စကားများခဲ့တဲ့အဖြစ်အပျက်တွေကိုပြန်မြင်ရောက်နေပါတယ်။အဲဒီအချိန်မှာဒေးစီယာနဲ့ဖုန်းပြန်ဝင်လာပြီးသူ့အခုပဲသူ့စိုးဖို့ခေါ်အတိုက်တစ်ခုကိုသွားရှင်းနေကြောင်းလည်းအစီအစဉ်တွေဟာတလုံးရဲ့ဖြစ်ကုန်လဲဆိုတော့ပြပြနေကဆန်ကတော့လုံးချင်တဲ့လုံနေတဲ့ထင်းကိုအပြစ်တင်နေပါတယ်။ဘန်နီကတော့ခုံမှာကြိုးတုတ်ခံရရတဲ့သတိပြလာပြီးဆိုရန်တိုကလေပြုတ်ထားတဲ့ထောက်တာကမြို့ကတော့တစ်ထိုင်ထပ်ပြီးတော့တက်ပြရအောင်ပါပဲလို့ပြောနေပါတယ်။ ဘန်နီယာတော့အန်ဒရီယာကိုကြည့်လိုက်ပြီးမင်းကပါလေသူဆိုဖို့ကောင်အဖြစ်အပြောက်ခလေးရလားလို့ပြောနေတာအန်ဒရီယာကတော့အခန်းထဲမှာရှိရဲသူဆိုဖို့ကောင်နေအကုန်လုံးမောင်းထုတ်ပြစ်လိုက်ပါတယ်အားလုံးရှင်းသွားတယ်အန်ဒရီယာကဘန်နီကိုနားလိုက်ပြီးဓားတစ်ချောင်းနဲ့တရက်ကိုဖြုတ်ဖို့အတွက်တော့အိုးပေးလိုက်တာအဖိုးကြီးကိုတတ်ဖို့အတွက်ပြောနေပါတယ်အဲ့ဒီအချိန်မှာအခြားသူတွေပြောင်းလာကြတော့လူကြီးခွာလိုက်ကြပြီးဘန်နီတို့တော့အဖိုးကြီးစီကိုတတ်ခေါ်သွားပါတယ်ဒီအချိန်မှာဒင်းနဲ့ဆယ်ကတော့ဖုန်းနဲ့နေတစ်စင်စကားများနေကြပြီးဒင်းကသူ့ဟာနေရာကိုပူပေးလိုက်မယ်လို့ပြောနေတာသူဆိုဖို့ကောင်တစ်ခေါက်ကသူ့ရဲ့အနားကိုချောက်လာကြတော့ဒင်းလည်းကိစ္စတုံးပေးလိုက်ပါတယ် ဒါပဲရုပ်တည်းတည်းဖြစ်သွားကြအောင်ဒင်းရဲ့ဖုန်းလည်းပျက်စီးသွားပြီနောက်ထပ်ရောက်လာတဲ့သူ့ဘုတ်ကောင်လည်းရှင်းပြနေရကြအောင်ဒင်းမဲ့ဆန်လည်းအဆက်တော်ပြတ်သွားကြပါလေဗန်ဒီကတော့အခန်းတစ်ခုတည်းရောက်သွားပြီသူ့ဘုတ်ကောင်ဆိုတဲ့အတိုင်းအသက်ကြီးပြင်မဲ့ရုံမရင်သေးတဲ့သူ့ဘုတ်ကောင်အဖိုးကြီးကိုတွေ့လိုက်ရပါလေအဖိုးကြီးကတော့ဗန်ဒီကိုဗန်ဒီမင်းပဲရောက်နေရတယ်လို့မိလိုက်ပြီဗန်ဒီကလည်းငါပဲရောက်သွားလဲသိချင်လို့ရှိရင်မင်းတို့အချောက်ပူပဲလို့ပြောနေတာတာဖာလည်းစကားညားနေကြပါလေဒင်းကလည်းအပြင်မှာသူ့ရှိကိုလာနေတဲ့များသူ့ဘုတ်ကောင်တွေကိုရှင်းပြနေပြီရေချိုးတဲ့ပုံလေးကအဖြစ်ပြတဲ့ချို့ကိုပြန်ပြီးမြင်အောင်သွားပြန်ပါလေ အကြောင်းကတော့ဒင်းနဲ့ဘန်နီတို့ရန်ဖြစ်နေတဲ့အချိန်ဖြစ်ပြီးဘန်နီယာသူ့ဟာလူတွေစီကနေသွတ်ဆိုတာမဟုတ်ပဲလူသွားတဲ့သွေးတွေကိုပဲတောက်တယ်လူကောင်းသွေးဆိုးဖို့ကောင်းပါလို့ပြောနေရင်ဒင်းနဲ့စကားများနေရဖြစ်ကကက်စီယာရန်ဖြစ်မနေဖို့နဲ့လက်ဗီယာတန်နေလာနေပြီလို့ပြောလိုက်တာကြောင့်သူ့ဟာသာထွက်ပြေးနေရပါတယ်လက်ရှိမှာတော့ဆန်ဟာလမ်းမှာရှိတဲ့ကားတစ်စီးကိုကိုလိုက်ပြီးဒင်းတို့ရှိနေတဲ့ပရင်နစ်ဂျွန်းစီကိုထွက်လာနေကဆန်တယောက်လည်းအမလီယာနဲ့ပတ်သက်တဲ့အမှတ်တရတွေကိုပြန်ပြီးမြင်အောင်နေဆဲဖြစ်ပါတယ်ဆိုင်ရဲ့ခွေရအမလီယာအခန်းထဲကိုဝင်သွားတာကြောင့်ဆန်ကလိုက်ခေါ်နေရပြီးစကားမရှိစကားရှာကအမလီယာကိုဝင်ရောနေပါတယ် ဒီလိုမျိုးအမလီယာအကြောင်းကိုတွေးလိုက်ဒင်းစီကိုဖုန်းဆက်လိုက်လေဒင်းကလုံးဝဖုန်းမကင်တော့အကြောင်းစိတ်ပူလေရပြီးကားကိုအချိန်ကုန်ဖြစ်မြေမောင်းတင်နေပါတယ်တစ်ဖက်မှာတော့ဘန်နီယာအဖိုးကြီးနဲ့စကားမလေးပြီးလက်ထက်ကိုဖွင့်နေတဲ့အကြောင်းအဖိုးကြီးကိုအပြန်တိုက်ဖို့အတွက်လုပ်နေတာမအောင်မြင်မဲဆိုရန်တူကပဲဘန်နီကိုအရင်တက်ဖို့အတွက်လုပ်လိုက်ပါတယ်ဒါမှမဲကျွတ်တဲ့နေပုံထဲမှာနှစ်လက်ချီပြီးကျင်းလာတဲ့ဘန်နီယာတော့ဆိုရန်တို့တက်ခိုက်တာကိုလွယ်လွယ်နဲ့ချောက်လိုက်နိုင်ပြီးဆိုရန်တို့ရဲ့ခေါင်းကိုအမြဲမဲ့ဖျက်လိုက်တာအဖိုးကြီးဘက်ကိုလှည့်ကြည့်လိုက်ပါတယ် နောက်ဆုံးအချိန်ထိအဖိုးကြီးကလေကြီးလေကျယ်ပြောနေရကြောင်းဘန်နီလည်းအဖိုးယူကိုင်ပေါ်ပစ်လိုက်ပြီးအန်ဒရီယာပေးလိုက်တဲ့ဓာတ်နဲ့ပဲအဖိုးကြီးရဲ့ခေါင်းဖျက်ပစ်လိုက်ပါတယ်။ပြီးရတယ်ဘန်နီလည်းအပြင်ကိုပြန်ထွက်လာပြီးအန်ဒရီယာရဲ့လက်ကိုဆွဲလိုက်ကဘွားတစ်ကိုထူထောင်မှုအတွက်ပြောနေပါတယ်။အန်ဒရီယာကတော့လုံးဝလက်မခံပဲသူဟာသစ္ဆုတ်မှုကောင်ဘွားမှာနေသားကြနေရကြောင်းဒီဘွားမှာပဲအတူတူနေဖို့အတွက်ပြောနေကဘန်နီကလူမျိုးတက်ဖို့အတွက်ဆိုရင်လက်မခံတာကြောင်းထဲသွားတက်ခိုက်ဖို့အတွက်လုံကြပါတယ်။ဒါမဲ့ဘန်နီကခြေထောက်ချလို့ဖြစ်နေတဲ့အချိန်ပဲဒင်းရောက်လာပြီးအန်ဒရီယာကိုကိစ္စတုံးပေးလိုက်ပါတယ်။ ကိစ္စတွေအားလုံးပြီးသွားတယ်ဒေးလက်ဘန်နီတို့လည်းကျုံကနေပြန်ဖို့အတွက်လုပ်နေကြပြီဘန်နီကမေအသက်ပြန်ရှင်လာရတာပြောဖို့မကောင်းလားလို့ပြောလိုက်တာဒေးကလည်းတစ်ချက်တူယူသွားပြီးကြီးစိုးသက်သေပုံနဲ့ဟာအဖြစ်ပြက်တချို့ကိုပြန်ပြီးအမှတ်ရသွားပြန်ပါတယ်ဒီတစ်ချိန်မှာတော့ဒေးဘန်နီနဲ့ကက်စီယယ်တို့ထွက်ပြေးနေတဲ့အချိန်မှာလေဗီယာတန်တွေရောက်လာပြီးတိုက်ခိုက်နေကြတာကြောင့်ဘန်နီကကက်စီယယ်ကိုပြေးနေတာဖြစ်ပြီးဒေးကလည်းအဖြစ်ပြက်အားလုံးကိုအဆတ်ဆုံးမြင်လိုက်ရပါတယ်လက်ရှိအချိန်မှာတော့ဒေးနဲ့ဘန်နီတို့ကစိတ်ကန်းအောင်ပြန်ရောက်လာကြပြီးဆန်အားလည်းအစင်းသေးဆောင်တွေကဒေးဟာဘန်နီနဲ့ဆန်ကိုအစင်းသေးမိတ်ဆက်ပေးလိုက်ပါတယ် ဒါမဲ့ဆက်ရတော့ဘန်နီကိုတိုးတိုးပို့ကောင်မဲ့တတိထားမိသွားကြောင်းချက်ချင်းမဲ့တက်ဖို့အတွက်လုပ်နေပြီးဒေးကဝင်တားပေးလိုက်ရတာဘန်နီကလည်းအချင်းတို့ရိမ့်မိသွားတယ်နေရာကလည်းချက်ချင်းမဲ့ထွက်သွားပါတယ်